ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေအသင်းကဒီနွေရာဒီအပြောင်းရွှေ့မှာလဲကိုကိုအသင်းကနေပြီးတော့ရောင်းချဖို့ပေါ့နော်ကစားသမားတွေကျွန်တော်တို့အတိုင်းအတာတစ်ခုဒီစီစဉ်ထားတာတွေကျွန်တော်ရှိတယ်ဆိုတော့တခြားကလပ်အသင်းတွေရဲ့ဘက်ကတော့လက်ရှိကိုအသင်းကစားသမားတွေကိုခေါ်ဝန်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတချို့ပြလာတဲ့သတင်းတွေကျွန်တော်တွေ့နေရတယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကွင်းလေကစားသမားဖြစ်တဲ့ကက်စမဲရိုနဲ့ပတ်သက်လို့သတင်းတွေကျွန်တော်ထွက်နေတယ် လက်ရှိ B စစ်တပ်အသင်းရဲ့ဘက်ကတော့ Manchester United ကိုကွန်လင်ကစားမဖြစ်သူ Casemiro ကိုဒီနွေရာသီအပြောင်းအရွှေ့မှာခေါ်ဖို့အတွက်စိတ်ဝင်တစားအဆောင်ကြည့်မှုတွေကျွန်တော်ရှိနေတယ်ပေါ့။နီးပြဖြစ်တဲ့ Ruben Amorim ကတော့ဒီ Casemiro ထက်ပေါ့နော်အသက်ပိုပြီးတော့ငယ်ရွယ်တဲ့ကစားသမားဖြစ်သူကိုကွန်လင်မှာအစားထိုးဖို့အတွက်လမ်းဖွင့်ထားတဲ့အတွက် Casemiro ရဲ့အပြောင်းအရွှေ့ကိုလည်းသူဟာလုံးဝပိတ်ပင်သွားဖို့အချိန်ကြီးမှရှိမနေဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဒီနေရာမှာအသင်းဘက်ကပေါ့နော်ကျွန်တော်ဒီ Casemiro နဲ့ပတ်သက်လို့ရှိရင် ဟိုဒီယာဒီအမ်မိုဒင်အတုံးချပုံကတော်တော်လေးလည်းကောင်းလာတယ်ဆိုတဲ့အခါကျတော့သူဆက်နေလို့အတင်းဘက်ကတိတ်ပြက်တနာမဖြစ်တဲ့သဘောပါအမိုဒီနေနဲ့ပေါ့နော်ကက်စမဲရိုကိုလည်းသူတို့ဆက်ပြီးတော့ထားခြင်းလည်းပြဿနာမရှိဘူးရတယ်အစားထိုးမယ်ဆိုရင်တော့အကောင်ဆုံးပေါ့ဒါမျိုးသူကလမ်းဖွင့်ထားတဲ့ပုံစံမျိုးကျွန်တော်ကတော့ကက်စမဲရိုတို့ဘာလို့ကပြီးခဲ့တဲ့ရာသီမှာကောင်းခဲ့တယ်ဆိုတာမှန်နေပေါ့နော်ပြောဆိုလည်းပဲကျွန်တော်တို့လက်ရှိပူကောင်းပြီးတော့ပူငယ်တဲ့ကစားမှာပူပြီးတော့ stable ဖြစ်တဲ့ performance တွေ ်အင်ဂျင်နဲ့ပေါ့နော် consistent ဖြစ်တဲ့ performance တွေကိုပြနိုင်တဲ့ကစားမကိုကျွန်တော်တို့ဒါရမယ်ဆိုရင်တော့ကက်စီဒိုကလည်းလှုပ်တင်လက်လှုပ်ရမှာပဲ။ဘာကြောင့်လဲဆိုတော့ကက်စမီရိုအတွက်ပုံကြစရိတ်ဟာတော်တော်ကိုကြီးမားနေတဲ့အချိန်တိုင်းအချိန်ရောက်မှာတပတ်ကိုကျွန်တော်၃သိန်းခွဲလောက်ကျွန်တော်ပေးရတယ်။ဒီ performance ဆိုတာကလည်းတာမန်ခြေသွင်းမျိုးဖြစ်နေရမှာကက်စမီရိုစီကနေကျွန်တော်ရတဲ့တာမန်ခြေသွင်းမျိုးကျွန်တော်ဖြစ်နေရမှာဘာလို့လဲဆိုတော့ဟို တပတ်ကို3နင်းခွဲဆိုတာမျိုးကပရီးမီးယားလီရဲ့ထိတ်တန်းအဆင့်မြင့်ကစားသမားတွေရတဲ့လောက်ခလာစာမျိုးဗျာကိုရီအသင်းမှာကတာမန်ကစားမအဆင့်မရှိတဲ့ကစားမတွေကပါကျွန်တော်ရနေတာမာကတ်စထရစ်ဘူတို့3သိန်း2000ခွဲရတယ်ဂျီဒန်ဆန်ယူတို့3သိန်းခွဲကျွန်တော်ရနေတယ်အန်တိုနီဆန်ဒိုစ်တို့2သိန်းလောက်ကျွန်တော်ရနေတယ်ကက်စမဲရိုတို့3သိန်းခွဲကျွန်တော်ရနေတယ်စဉ်းစားကြည့်ရင်အသင်းမှာဘာမှအကျိုးမပြုနိုင်တဲ့ကစားမတွေကပါတခြားအသင်းတွေရဲ့ဘယ်လိုပြောမလဲလောက်ခလာစာအကောင်းဆုံးဆိုတဲ့ကစားမတွေကိုမှီးနေတာ တော့ကက်စမီရိုနဲ့ပတ်သက်လို့ရှိရင်အတင်းမှာသူပြတ်ထားတဲ့ခြေစွမ်းဆိုတာတက်ကုန်ကြစေးဟာအများကြီးပူပြီးတော့များနေတယ်။ရောကက်စီကို sorry အားရပြပဲဖြစ်ဖြစ်လက်ရှိ B6 တက်ကခေါ်ကျင်နေဆိုလဲ B6 တက်ပဲဖြစ်ဖြစ်လက်လုပ်ဖို့ကျွန်တော်ကြိုးပမ်းရမယ်။အခုရှိတာကတော့ကိုရီးနဲ့စာချုပ်တရံကျန်နေသေးတဲ့ player ဖြစ်တဲ့အတွက်ဒီ sorry တို့ဘာတို့ကိုလက်လွတ်တာကပူပြီးတော့အကောင်းဆုံးပဲ။ဒါလောက်ခလာစာအနေထားကြီးလဲကျွန်တော် short ချနိုင်မယ်။ပြောင်းရွှေ့ကြီးကလည်းကျွန်တော်ဒါအများကြီးကျွန်တော်ရမယ်။ B6 တက်တို့ဘာတို့ကိုခေါ်မယ်ဆိုရင် B6 တက်တို့ဘာတို့ကခေါ်မယ်ဆိုရင်ကက်စီကရော မန်ချက်စတာယူနိုက်တက်မှာတပတ်ကို3သိန်းခွဲရနေတဲ့လာဇာကြီးကိုတသိန်းလောက်နဲ့တင်သူလျှော့ပြီးတော့လက်ခံပါမလားကျွန်တော်မထင်ဘူးဗျာဆိုတော့ကန်စမီရိုအတွက်ပဲကျွန်တော်တို့ကြည့်ကြည့်မန်ချက်စတာယူနိုက်တက်အတွက်ကျွန်တော်တို့ကြည့်ကြည့် sorry ကလပ်တီးရဲ့ကန့်လန့်မှုတွေကသာအသင်းတွေတကယ်အဖြစ်တင်ဆုံးပုံစံမျိုးကျွန်တော်မြင်နေရတာအဲကြောင့်ကျွန်တော်ကြည့်ရင်ကန်စမီရိုရဲ့ဒီပြဿနာကဟို sorry နဲ့ပတ်သက်လို့ပေါ့နော် sorry ကလပ်တီးရဲ့ဘက်ကလည်းလိုလိုလားလားစိတ်ဝင်စားမှုမပြဘူးဖြစ်နေတာပဲ sorry ကလပ်ကမှကက်စမီရိုကိုစိတ်ဝင်စားတယ်ဟေ့ဆိုတဲ့သတင်းမျိုး ပြားမနေရဘူးသူတို့လွန်ခဲ့တဲ့အပြောင်းအရွှေ့တွေတုန်းကလိုမျိုးဥရောပကစားမားတွေဘသူပဲရရရအောင်ခေါ်မယ်ကွာဆိုတဲ့အခြေအနေမျိုးကသူတို့ကကြော်လွန်သွားပြီအဲ့ဒီတုန်းကတော့ sorry pro league ကိုလူတီမရအောင်သူတို့ဒါ promote လုပ်ချင်တာဖြစ်တဲ့တွေ့ဟိုတကယ်ဥရောပမှာနာမည်ကြီးပြီးသားကစားမားတွေကိုသူတောက်လျှောက်ကျွန်တော်ခေါ်ကြတာဗောနော်အဲ့မဲ့အခုကတော့ကျွန်တော်အဲ့လိုမဟုတ်တော့ဘူးပေါ့ဗျာဆိုတော့ကက်စမီရိုတို့ဒီ sorry ကလပ်ဒီလူချင်းရဲ့ quality မျိုးရှိမနေတော့ဘူးလို့ကျွန်တော်ပြောရမှာပဲဒါကြောင့်ပဲလေ ဆော်ဒီကလပ်တရဘာကကက်စီနဲ့ပတ်သက်လို့ရှိရင်စိတ်ဝင်စားမှုတွေလက်ရှိချိန်ထိကျွန်တော်ပါမှတ်မပြတာဒီစစ်တဲတို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အသင်းဘက်ကတော့လက်လွတ်ချင်းလက်လွတ်မှာပေါ့လေဟုတ်တယ်မလားလာသာတွေဘာတွေရှော့ချနိုင်ကိုမဆူဘူးကိုဒါပေမဲ့ဒီစစ်တဲဘက်ကကက်စမီရိုရဲ့လာသာကိုပေးနိုင်မှာလားနော်ကက်စမီရိုကရောတဘက်ကို3သိန်းခွဲရနေတဲ့လာသာကိုဒီစစ်တဲကိုပြောင်းဖို့အတွက်သူရှော့ယူပါမလားဒါတွေကိုကျွန်တော်ကြည့်ရမှာဆိုတော့အသင်းအတွက်တော့ဘလူးမန်းကိုမလွယ်ပါဘူးကစားမားတွေကိုလက်လွတ်ဖို့ကတော်တော်ကိုအခက်အခဲကျွန်တော်တွေ့နေရတာနော်ညီကတို့နေနေရော ကက်စမဲရိုကိုရောင်းတင်တယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်အသင်းမှာဆက်ပြီးတော့ထားတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်